Healthy Life အစီအစဉ်ကိုကြည့်ရှုနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှလည်းပရိသတ်များအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့အစီအစဉ်ကောင်းတွေတင်ဆက်ပေးသွားအောင်ပါ။အဲ့တော့အခုတစ်ခေါက်တော့လောင်ဝအယူကျောင်းနဲ့ပတ်သက်ပြီးတော့အစာထွက်ကုသခြင်းတဲ့သူတွေ၊နောက်ပြီးတော့လူကြီးသူများတွေမှာအယူကျောင်းနဲ့ပတ်သက်ပြီးတော့ ထိခိုက်မှုတွေပြဿနာရှိနေတဲ့သူတွေအတွက်နေရာကောင်းပြုနေစင်ပါတယ်။ဒါကအခုလောက်ပန်းလိုက်စီယုံကြီးရောက်ရှိနေပါတယ်။အဲ့တော့လက်တလုံးမှာပန်းလိုက်စီယုံကြီးအနေနဲ့ဆေးဝါးပိုင်းဆိုင်ရာကုသမှုပိုင်းဆိုင်ရာတွေမှာနောက်ပြီးမြေပညာပိုင်းဆိုင်ရာမှာပျောင်းလဲမှုတွေပြုလုပ်ထားနေသိရပါတယ်။အဲ့တော့ဒီပျောင်းလဲတွေကိုလည်းလောင်းသွားရောက်ပြီးလေ့လာမယ်။ပြီးတော့အယူအချို့တွေလည်းဘလို့ပရိုဂရမ်တွေတည်သက်ဆက်ပြီးတော့စီစဉ်ထားလဲဆိုတာကိုလည်းပြည့်သက်တွေနဲ့ဒီလိုလေ့လာကြည့်စင်ပါရှင်။ ဟုတ်တမီးဟိုတစ်ခေါက်တုန်းကလည်းဒီ plastic surgery နဲ့ပတ်သက်ပြီးတော့မေးသေးရေနော်အဲ့တော့တမီးဒီတစ်ခေါက်ရောက်လာတဲ့အခါကျတော့ဟိုအရင်တစ်ခေါက်တည်းအတွက်တော်တော်လေးပြောင်းလဲသွားတာတွေ့ရတယ်။အဲ့ပြီးတော့ဒီစင်းရုံရဲ့အပြင်စင်တွေရောပြီးရခါမှာ24/7ဆိုတာနေရာတိုင်းမှာတွေ့နေရတယ်နော်။အဲ့တော့စင်မိုင်းရုံနေနဲ့ပန်းလိုက်မှာလာရကူးသားရဲ့သူတွေအတွက်ဘယ်လိုမျိုးပြင်ပြောင်းလဲမှုတွေအခုဖန်တီးထားရဆိုတာပြောပေးပါဦး။ဟုတ်ကဲ့ပါ။ဒီ24/7ဆိုတာကတော့ပေါ့နော်ဒီတရက်မှာပေါ့24နာရီအချိန်ပြည့်တပတ်မှာလည်း9ရက်လုံးလုံးပေါ့ ကျမတို့ဒီ full time specialist တွေကို stand by ထားပြီးတော့ကျမကြီးစောင့်ရှောက်မှုတွေပေးနိုင်တော့မှာကိုဆိုလိုတာဖြစ်ပါတယ်တမီအဲ့တော့ဒီကျမကြီးစောင့်ရှောက်မှုအပိုင်းဒီမှာအဓိကထားပြီးပါဝင်တာတွေကကြတော့ဒီ medicine ဘိုင်းပေါ့ဆေးကုသမှုအပိုင်းနောက် surgery ဆိုတော့ခွဲစိတ်ကုသမှုအပိုင်းနေနောက်တစ်ခုက pediatric and child ပေါ့နော်ကလေးကျမကြီးစောင့်ရှောက်မှုအပိုင်းနေနောက်တစ်ခုက OBGYN ပေါ့ဆိုတော့မိရနဲ့သားဘွားအပိုင်းနေအဓိကထားပြီးတော့ဆောင်ရွက်ထားရှိပါတယ် ဒီပြင်ကို specialty တွေဖြစ်တဲ့ဒီ cardiac service ပေါ့ cardiac intervention နဲ့ cardiology ဘိုင်းနေရယ်နောက်တစ်ခုကတော့ neuroscience ပေါ့ဆိုတော့ neurosurgery အုံနောက်နဲ့အာယုံကြောဆိုင်ရာခွဲစိတ်ကူတာမှုနဲ့အုံနောက်နဲ့အာယုံကြောဆိုင်ရာစိတ်ကူတာမှုအပိုင်းနေနောက်တစ်ခုကတော့ orthopedic ပေါ့ဒီအယိုးအကြောအစ်စ်ပေါ့နော်အထူးကူတဲ့ခန္ဓာတွေရယ်နောက်တစ်ခုကတော့ကျမတို့ဒီ emergency department ပေါ့ထိခိုက်ဒဏ်ရာနဲ့အရေးပေါ်ကူတာမှုဌာန ဘိုင်းဆိုင်ရာတွေကိုဦးစားပေးပြီးတော့အဓိကထား target ထားပြီးတော့လှုပ်ဆောင်နေပါတယ်။ဒီလှုပ်ဆောင်ချက်တရားကြတော့တမီးရဲ့လာမယ့်2015 February လထဲမှာတော့ဒီဝန်ဆောင်မှုတွေကိုလို့အပြည့်အဝအကုန်ရရှိနိုင်အောင်လို့ဒီစီဇန်ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါဆိုရင်ပြပြပြောင်းလဲမှုတွေကကဏ္ဍတော်မင်းများမှာရှိနေပြီဆိုတော့လေဆမ်မရီတို့အနေနဲ့ကိုတားဂက်ထားတဲ့ဒိတ်အတွင်းမှာပေါ့နော်ဒီကုသမှုတွေပို့ပြီးအဆင့်မြင့်တင်ဖို့အကောင့်ထဲပို့နိုင်မှုတွေအခုဆိုရင်ဘယ်လိုမျိုးအခန်းကဏ္ဍတွေခွဲပြီးစီမံနေလဲရှင့်ဟုတ်ပါတယ်သမီး ပထမပိုင်းကတော့ဒီ physical configuration ပေါ့နော်။ဒီရုပ်ပိုင်းဆိုင်ရာပြင်ပြောင်းလဲမှုတွေပေါ့။အဲ့ဒီမှာတော့ကျမတို့ကဒီဆေးရုံကအစားရုံက95 bedded ပေါ့နော်။95ဂရင်ဆေးရုံကနေပြီးတော့ဂရင်160ခန့်ဆက်နေဟိုဆေးရုံဖြစ်အောင်လို့ပေါ့နော်။ကျမတို့ကမွမ်းမံပြင်ဆင်နေပါဗျ။အဲ့လိုပြင်ဆင်တဲ့အခါမှာလေတချို့အခန်းတွေကိုပေါ့နော်။ဇယိတ်တတအကုံကြနေတဲ့အခန်းတွေဖြစ်တဲ့ပြုပြင်ဖန်တီးသွားမှာပါ။ နောက်တစ်ခုကကြတော့ဒီလိုဖန်တီးလိုက်ခြင်းအပြင်လည်းကျမတို့ကတင့်တော်ရဲ့ဇီနှုံနဲ့လူရန်စာပေါင်းစုံနော်ကုသနိုင်မှုရရှိဖို့အတွက်လည်းစီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်တမီးဟုတ်ကဲ့အဲ့ဒါဆိုရင်တမီးအခန်းကဏ္ဍတော်ဆုံးသွားပြီပေါ့နော်အဲ့တော့ဒီနေ့ကကြတော့တမီးအဓိကလာအကြောင်းရင်းဒီအယိုးကျော်ခွဲစိတ်မှုနဲ့ပတ်သက်ပြီးတော့လေကျမတို့စီမှာဟိုရောလည်းတမီးတစ်ခေါက်ရိုက်ပူပါတယ်ဒီ endoscope တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခုကြတော့ဒီလိုမျိုးအယိုးကျော်ခွဲစိတ်မှုနဲ့ပတ်သက်ပြီးတော့တမီးအသေးစိတ်ပေါ့တေချာတင်းနဲ့စီစဉ်ထားလို့သိရတဲ့အချိန်မှာအဲ့ဒီအကြောင်းလေးလေတမီးဒီနေ့သိချင်ပါတယ် ဟုတ်ကဲ့ပါသမီး။အော်တိုမာတော့လေကျမတို့ကဒီ full time orthopedic specialist တီပေါ့နော်။အခုဒီမှာအကုန်လုံး recruit လုပ်ထားပါပြီ။အဲဒီအတွက်ကြောင့်မလို့ဒီမှာ24နာရီအချိန်ပြည့်ပေါ့။အဓိကကတော့ထိခိုက်ဒဏ်ရာနဲ့ရိုးကြောအဲဒီကိစ္စတွေအတွက်ကို24နာရီပတ်လုံးအချိန်ပြည့်ပေါ့နော်။ stand by team ထားပြီးတော့ season ဆောင်ရွက်ပြီးသွားနိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီ target ကလည်းအဲ့လိုပါပဲလာမယ့်2015 February လထဲမှာတော့ busy အောင် ကိုအကောင့်ထဲပေါ်ဆောင်ရွက်နေပါတယ်တမီအယူကျောင်းနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးပေါ့နော်ဒီ24နိုင်ကာလပတ်လို့ရနိုင်ဖို့အတွက် program တော်တော်ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီတခြားဒါယောဂဆိုတာအချိန်ကြီးမပြောလို့မရဘူးပေါ့နော်အထူးသဖြင့်ဒီလိုမျိုးထိခိုက်တန်ရာဆိုတာလည်းအချိန်ကာလမရွေးပေါ့နော်မတော်စဖြစ်တတ်တယ်ဆိုတော့အခုလိုမျိုးဒီအချိန်တိုင်းအတွက်ဒါကြိုတင်ပြီးစီစဉ်ထားတယ်အရင်ကောင်းပါတယ်ဒါပေမဲ့နောက်ပြီးတော့ပေါ့တမီးတို့ဒီအစီအစဉ်ပေါ့ဒီအယူကျောင်းတွေအပြင်နောက်ထပ်အစီအစဉ်တွေအပြင်ရှေ့ဆက်ပြီးတော့ပေါ့နော်ဒီကုသမှုခံရွေးတွေအတွက်အဆင်ပြေအောင်လို့ပန်းလိုက်နေနေဘယ်လိုမျိုးထပ်ပြီးတော့ဝန်ဆောင်မှုတွေပေးသွားဖို့ရှိလဲရှင် အော်ဟုတ်ကဲ့ပါသမီးဒီခုနပေါ့နော် physical configuration ဘိုင်းမှာပေါ့ကျမတို့ကပေါ့အဓိကနောက်တစ်ခုထားတာကတော့ imaging department ပေါ့ဓာတ်မှန်ဌာနကိုလေဟိုအကြီးစားပြင်ဆင်မောမှန်နေပါတယ်ဒီဓာတ်မှန်ဌာနမှာဆိုရင်တော့သမီးကျမတို့ရဲ့ CTO ပေါ့နော်128 slide CT ဆက်အသစ်ကြီးနေပေါ့နော် MRI မှာလည်း1.5 Tesla ဆက်အသစ်ကြီးတက်ဆင်ပြီးတော့ကျမတို့ဝန်ဆောင်မှုကောင်းလေးကိုပြီးသွားမှာဖြစ်ပါတယ် နောက်တစ်ခုကကြတော့ကျမတို့ရဲ့ emergency department ပေါ့ emergency department ကလည်းအခုခါမှာပြန်ပြီးတော့ဟိုပြုပြင် moment ဖွဲ့စည်းနေပါတယ်အဲ့ဒီမှာလည်းပေါ့နော် updated equipment စီထပ်ထည့်မယ်နောက်တစ်ခုကတော့ဒီ ambulance စီပေါ့ကျမတို့ရဲ့ fully equipped ambulance စီနဲ့ဒီ mobile services စီပေါ့နော်ဝန်ဆောင်မှုကိုလည်းအထူးဆောင်ရွက်သွားမှာဖြစ်ပါတယ်သမီး ဒါဆိုရင်ဒီကုသမှုခံယူမဲ့သူတွေအတွက်ပေါ့နော်ပန်းလိုက်နေတဲ့စီစဉ်ထားတော့တော်တော်ပြည့်စုံနေပြီအဲ့တော့သမီးရှေ့ဆက်ပြီးတော့ပေါ့အရင်ကလှုပ်ထားတဲ့ပုံစံနဲ့မတူဘဲနဲ့ပေါ့နော်ထပ်ပြီးတော့တိုးချဲ့ပြီးတော့ဘယ်လိုမျိုးဒါကျမကြီးနဲ့ပတ်သက်တဲ့ program တွေလုပ်သွားဖို့လဲရှိသေးလဲရှင်ဟုတ်ကဲ့ပါသမီးခုနဟို physical configuration ဘိုင်းအပြင်ပေါ့နော်ကျမတို့အဓိကထားပြီးတော့ပြုပြင် moment နေတာကတော့ကျမတို့ရဲ့ဓာတ်မှန်ဌာနပေါ့နော် ပုံရိပ်ဖော်ဌာန imaging department မှာဒီ imaging department မှာဆိုရင်တော့အခုကျမတို့က CT set အသစ်ကြီးပေါ့နော်128 slide CT နဲ့နောက် MRI 1.5 Tesla ရေဘောနော်အသစ်တက်စင်ထည့်သွင်းပြီးတော့အသုံးပြုသွားမှာဖြစ်ပါတယ်။နောက်ဌာနတစ်ခုကတော့ Emergency Department မှာ Emergency Department တို့လည်းကျမတို့ကအခုနော်အသစ်ပြန်လဲပြီးတော့မမှန်ဖွဲ့စည်းနေပါတယ်။နောက်တစ်ခုကဒီ Ambulance ပေါ့ Fully equipped Ambulance နဲ့ Mobile Services တွေတူချဲ့ဆောင်ရွက်သွားဖို့ရှိပါတယ်တမီ။နော်။နောက်အမတို့ရဲ့ဒီဆေးရုံမှာပေါ့နော်အရင်အထူးကျန်းမာကူတာဆောင်ဖြစ်တဲ့ ICU ကိုလည်းခုခါမှာ ICU bedded တွေရဲ့နောက် high dependency bedded တွေရဲ့နောက်တစ်ခုက neonatal ICU bed တွေဖြစ်နေပြန်ပြီးတော့တိုးချဲ့ပြီးတော့ season ဆောင်ရွက်သွားဖို့ရှိပါတယ်တမီးဟုတ်ကဲ့ဟုတ်ကဲ့ပါနောက်ပြီးတော့ပေါ့နော်ဒီမားတို့ရဲ့ hemodialysis center ပေါ့ကြောက်ကက်သွေးသန့်စင်တဲ့ဌာနပေါ့နော်အဲ့ဒီဌာနမှာလည်းအခုဆိုရင်ကဒင်က၅ကဒင်လောက်ရှိတာပေါ့အဲ့ဒီကနေပြီးတော့နောက်ထပ်၄ကဒင်ပေါ့ထပ်တိုးပြီးတော့ ဆောင်ရွက်သွားမှာရှိပါတယ်။အခုလက်ရှိနှုံထားတယ်လေပေါ့နော်ရှော့ပြီးတော့ပြည်သူလူထုအများပြည်သူလူထုတက်နိုင်တဲ့ပမာဏနဲ့ပေါ့နော်ဟိုဆောင်ရွက်ပေးသွားနိုင်အောင်လို့အခုစီစဉ်ထားပါပြီသမီးဟုတ်ကဲ့ပါဘုရားဆက်အလှအသီးသီးအတွက်ပေါ့နော်အဆင်ပြေသွားတာပေါ့အဲ့တော့ဟိုဒီအခုဒီ ပပြန်ပြီးတော့ပေါ့နော်တိုးချက်ထားတဲ့ပန်းခါရဲ့ကျမကြီးပရိုဂရမ်တွေထဲမှာတမန်ဒီနေ့အယိုးကျောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုကုလုံးတွေကိုအရင်ကနေမတူပဲနဲ့ပေါ့ team အလိုက်ဆောင်ရွက်ထားတယ်လည်းသိရတယ်အဲ့ခါကျတော့ဒီ procedure တွေနောက်ပြီးတော့ဒီအယိုးကျောင်း center အစ်စ်ပေါ့နော်ဒီလိုမျိုးဖန်တီးမှုနဲ့ပတ်သက်ပြီးတော့လဲဒါဆရာဝန်ကြီးကိုလည်းထပ်ပြီးတော့မေးမြန်းချင်သေးရဲ့ဆိုတော့ဆရာမကြီးပဲခေါ်သွားပြပါအောင်နော်ဟုတ်ကဲ့ပါ တော့ orthopedic surgeon ဒေါက်တာဝင်းထိန်ဖြစ်ပါတယ်။ကျွန်တော်တို့ဘွမ်းလိုက်ဆင်းရဲ full time orthopedic surgeon ဖြစ်ပါတယ်တမီး။ဟုတ်ကဲ့။အဲ့တော့အတော်ဝဲတမီးရလည်းဒီနေ့လေးဟိုပန်းခင်မှာပြောင်းလဲမှုတော့အများကြီးပြုလုပ်ထားပါတော့။အဲ့ထက်မှဒါ ortho နဲ့ပတ်သက်ပြီးတော့ဒီထက်ပိုပြီးတော့ကောင်းတဲ့ဒါ program တွေလုပ်ထားရဲဆိုဆရာနဲ့ပတ်သက်ပြီးတော့အသေးစိတ်မေးဆရာလေးရှိသေးတယ်ဆရာ။ဟုတ်ကဲ့ကောင်းပါတယ်။ကိုယ်ကျွန်တော်လည်းကိုယ်လည်း procedure ပြီးသွားပြီဆိုတော့လေကျွန်တော်အထက်မှာပြင်ဆင်ထားတဲ့ပြောင်းရင်းနဲ့တမီးရဲ့မေးခြင်းတိုင်းဖြစ်အမျိုးနော်။အဲ့ဆိုရင်အထက်ပြင်ဆင်ထားကြည့်ပြီးတော့ဆရာမေးခွန်းလေးနော်ဟုတ်ကဲ့။ကျေးဇူးပါနော်ဆရာ။ဟုတ်ကဲ့ပါ။ဆရာလေးဆက်ပြပါ ကျတော့ ready open ဟုတ်ကဲ့ကျွန်တော်တို့ဟိုဘာမ general recovery room ကျွန်တော်ဒီဘက်ကနေပြီးခွဲစိတ်ခံရနေပြီးတော့ခွဲစိတ်ကုသမှုပြီးရင်ဒီမှာဒီ patient တွေဒီမှာခဏ observation ထားပေါ့သူတို့သက်ဆိုင်ရာ ward တွေ ICU ဘာလို့မပြောင်းနေပေါ့ဒီမှာမှာခဏအဲ observation လုပ်ပြီးတော့အားလုံးအဆင်ပြေအောင်သူတို့ ီသူတို့တဆန်းဆောင်ပြန်တာပေါ့ဒီမှာဆိုရင်တော့ဒီအပြင် view လေးမြင်ရတယ်เนาะတတိစစ်စိတ်နဲ့ဒီစက်တီဆိုတဲ့တရားတက်စင်တာဆရာတို့ဒါကြတော့ဒီအခန်းကဆရာတို့ဒီ auto team တွေစပြီးတော့တရားလောက်ထားပါဘောเนาะဟုတ်ကဲ့ပါကျွန်တော်ဒီ auto team အတွက်လည်းပါပြီးတော့ general team နဲ့ပါပါဘောเนาะကျွန်တော်ဒီဟိုများသောဖြစ်လို့ကျွန်တော်များသောဖြစ်ဒီ procedure တော်တော်များများတော့ဒီထဲမှာပဲလို့ဆိုတော့ပြောလို့မျိုးပေါ့ကျွန်တော် auto patient ပဲဖြစ်ဖြစ် တခြား surgical patient အကုန်လုံးဒါတော့ common common area ပေါ့ဆိုတော့ဒီကတော့ကျွန်တော် main theater second floor ပဲ3 view တိုင်း view လဲဟုတ်ကဲ့ view ကောင်းတာပေါ့ဟိုကျွန်တော်ခံယူပြီးရင်ထွက်လာရင်စိတ်ထဲနဲ့ပြောင်းသွားပါတော့เนาะဆရာအတွေ့အကြုံတွေလည်းရှင်းပြပါအခုဒီတေချာ team ဖွဲ့စည်းပြီးတော့လေဆရာတို့ဒါအယူအစစ်နဲ့ပတ်သက်ပြီးတေချာကုပေးရဲဆိုဆရာအတွေ့အကြုံတွေနည်းနည်းတော့ပြပြပါဦးကျွန်တော်တို့ဟို ီပန်းနိုင်စေုံမှာဆက်ပြီးတော့ဒီပန်းနိုင် group ပေါ့ဒီစေုံစွန်ချိုင်းနာတစ်နှစ်လောက်ရှိပါတယ်ကျွန်တော်တို့အခုလောစီတော့ထိခိုက်ရှာနာနဲ့အယူအကျော်အစ်စ်ခွဲစေကုသရေးပိုင်းမှာအဲ consultant surgeon နဲ့ clinical director အနေနဲ့တာဝန်ထမ်းဆောင်နေပေါ့ဟုတ်တယ်အခုနောက်ပိုင်းတော့တမျိုးတည်းကြောင်းကိုကျွန်တော်ပန်းနိုင်စေုံမှာဒီ as a organization ပေါ့နော်ပန်းနိုင်စေုံတစ်ခုလုံးကိုကျွန်တော် restructure ပြန်လုပ်နေတဲ့အချိန်ပေါ့ဆိုတော့ဖက်ဖက်ကပေါ့ကျွန်တော်ဒီ discipline ပေါ့နော် ဒီဒီကုရဲ့ specialty အမျိုးစုံကကျွန်တော်ဆရာဝန်ကြီးတွေထက်ထဲနေတင်းနေပြန်ဖွဲ့နေတာပေါ့ပြင်ကျွန်တော် equipment တွေဆိုလဲဒီ x-ray equipment ပေါ့နော် imaging equipment တွေအစပေါ့တခြားအဲဒီ theater ဝတ်ခွဲခန်းထဲမှာ ICU ဆိုရဲ intensive care unit ပေါ့အထူးကျန်းမာဆောင်ထဲမှာကျွန်တော်ပစ္စည်းတွေထပ်ပြီးတော့ facility တွေထပ်တူးချင်းနေပါတယ်အဲအဓိကတော့ကျွန်တော် trauma ပေါ့အခုကျွန်တော်ဒီမှာကျွန်တော်တို့ဦးစီးပြီးတော့ဒီ ဘန်းနိုင်မှာရှိ EG ပေါ့နော် Emergency Department မှာ trauma ကိုအသားပေးပြီးကျွန်တော်24/7 service ပေးဖို့လည်းဟိုလုပ်နေပါတယ်အဲပြင်ဆင်နေပါတယ်နောက်ဒီ2015 January တရနေ့လောက်ပဲဆက်ပြီးကျွန်တော်တို့ full time ဟိုပေါ့နော်ဒီအလုံးစုံပေါ့ comprehensive trauma ကိုကျွန်တော်ဒီမှာလုပ်ဖို့စပြီး plan လုပ်နေပါတယ်